လက်ထက်တော့မယ်လို့ထင်စီဖိခံရတဲ့လီကွန်ဆူရိုဆောင်တွေပရိသတ်များရှင်ကွန်ဆူရဲ့ချစ်သူမင်းသမီးလီဆန်ပင်ကသူမရဲ့အခြေအနေအကြောင်းပုံမှန်လင်းလင်းပြောလာတာပထမဆုံးချိန်တော့မဟုတ်ပါဘူး။ဆွန်လာတော့ကလည်း SBS ရဲ့ My Little Old Point အစီအစဉ်မှာသူတို့နှစ်ဦးရဲ့ရှင်းနေကြလူသိရှင်ကြားချင်းတွေးခဲ့ရတဲ့ဆိုရဲဆက်ဆံရေးအကြောင်းတန်တန်ရှင်းကြားခဲ့တဲ့အတွက်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။နောက်ပြီးတော့နှစ်ယောက်လုံးက တကယ်လို့ပဲအစားအသောက်အကျိုက်တူတဲ့အပြင် တချို့အရာတွေကိုင်းနေမှုရှိတာကြောင့်အချိန်အတော်ကြာအောင်တယောက်အကျိုက်တယောက်ကြိုးစားဖို့မလိုအပ်ဘူးဆိုပြီးတော့မျှဝေထားပါတယ်။လက်တလုံးမိသားစုဘဝနဲ့ပတ်သက်ပြီးတော့သူမရဲ့အမှတ်ချက်တွေကြောင့်ပရိသတ်တွေက မကြခင်မှာမင်္ဂလာဝေကျင်းပတော့မှာလားဆိုပြီးတော့ထင်သေးပေးခဲ့ကြပါတယ်အင်တာနက်သုံးဆွဲသူတွေကလည်းနောက်ဆုံးတော့လက်ထပ်ဖို့ပြင်ဆင်နေပြီလားလို့အမှတ်ချက်ပေးခဲ့ကြတဲ့အပြင်သူတို့ရဲ့လာပါတဲ့အချက်ဇလန်ကပျော်ရွှင်ပွဲအဆုံးသက်ကိုစောင့်မျှော်နေပါတယ်ဆိုပြီးတော့လည်းရည်ညွှန်းထားကြတာဖြစ်ပါတယ်သူတို့တို့ဦးက 2016ခုနှစ်က Running Man မှာပထမဆုံးအကြိမ်တွေ့ခဲ့ကြပြီးတော့တာမန်ဆက်ဆံရေးကနေ2018ခုနှစ်မှာအချစ်ဇလန်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်မှာ Lee Kwon Soo ကသူတို့နှစ်ဦးရဲ့အချစ်ရေးကို2018ခုနှစ်မှာဝန်ခံခဲ့ပြီးတော့အခုချိန်ထိတွဲလက်တွေမြဲနေရပဲဖြစ်ပါတယ်။